မိလိုက်ပြီးတာနဲ့တည်ဆုံသွားတတ်တဲ့တတ္တဝါတွေအကြောင်းမိလိုက်ပြီးနောက်တည်ဆုံသွားတတ်တဲ့တတ္တဝါတွေဟာသိပ္ပံနေကြအဖြစ် Salmon Forest လို့ခေါ်တဲ့တကြိမ်သားမျိုးပွားပြီးတည်ဆုံခြင်းလို့ခေါ်တဲ့တတ္တဝါအုပ်စုထဲမှာပါဝင်ပါတယ်နံပါတ်1ဖရေယမန်တစ်စ်လို့ခေါ်တဲ့ဓာတ်ခုတ်ကောင် ဟုတ်ပါတယ်ဓာတ်ခုတ်ကောင်တွေဟာမိတ်လိုက်ပြီးနောက်တည်ဆုံသွားနိုင်တဲ့တတဝါတွေထဲမှာထင်ရှားပါတယ်ဓာတ်ခုတ်ကောင်အဖိုးတွေဟာမိတ်လိုက်နေစဉ်အချိန်ရတွင်မှာပဲဓာတ်ခုတ်ကောင်အမားကစားတာကိုခံလိုက်ရပြီးမိတ်လိုက်ပြီးနောက်တည်ဆုံသွားတဲ့တတဝါတစ်မျိုးပဲဖြစ်ပါတယ်ဒါကြောင့်မို့ဓာတ်ခုတ်ကောင်အဖိုးတွေဟာတသက်မှာတစ်ခါတာမိတ်လိုက်ခွင့်ရှိပြီးမိတ်လိုက်နေစဉ်အတွင်မှာပဲဓာတ်ခုတ်ကောင်အမားရဲ့စားသုံးခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ် ဒီလိုစားသုံးခြင်းအပြင် အမတွေဟာဥတွေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်တင်းလိုက်နိုင်တာဖြစ်ပြီးဒါကဥတွေကိုကျန်းမာစွာကြီးထွားဖို့နဲ့အောင်မြင်စွာပေါက်ဖွားဖို့အခွင့်အလမ်းတွေကို မြင့်တင်ပေးတာလည်းဖြစ်ပါတယ်တချို့သောလိလာချက်တွေအရာ အစားခံရတဲ့အဖိုစီကအာဟာရဓာတ်တွေဟာ၎င်းတို့ရဲ့သားသမီးတွေစီကို90ရာခိုင်နှုန်းနီးပါးရောက်ရှိသွားတယ်လို့လဲဆိုပါတယ်။နံပါတ်1 Pacific Salmon က Pacific Salmon ငါးတွေဟာမြစ်ကြောင်အတိုင်းအထက်ကိုရေဆန်ကူးပြီးမွေးဖွားရနေရာကို ပြန်လာကြပြီးတဲ့နောက်ဥချတုံးလွတ်ပြီးတာနဲ့အဖိုရောအမပါတည်ဆုံသွားတတ်ကြပါတယ်။ဘာကြောင့်တည်ဆုံရတာလဲဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်တွေကစွမ်းအင်တွေအကုန်လုံးကိုမျိုးပွားဖို့အတွက်ပဲအသုံးပြုလိုက်ရတာကြောင့်ဖြစ်ပါတယ်။နံပါတ်3 Antichinus Starbite ကောင်းငယ်မျိုး ဩစတြေးလျမှာတွေ့ရတတ်တဲ့ဒီအဖိုးတတ္တဝါတွေဟာရတတ်တပတ်အနေငယ်သာကြာတဲ့မိလိုက်ရသည်ရဲ့ပြီးမှအင်မတန်မြင့်မားတဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကြောင့်သိဆုံးရတတ်ပါတယ်။မိလိုက်တဲ့အချိန်ကလည်း14နာရီအထိကြာမြင့်နိုင်ပြီးအလွန်ကိုပင်ပန်းလွမ်းတာကြောင့်မိလိုက်ပြီးတာနဲ့သိဆုံးသွားတတ်ကြတာဖြစ်ပါတယ်။နံပါတ်၄ Autopass လို့ခေါ်တဲ့ရေပဝဲမျိုးစိတ်များ female octopus ရေပဝဲအမတွေတည်ဆုံရခြင်းရဲ့အဓိကအကြောင်းရင်းကတော့သူတို့ရဲ့မိဘဝင်တရားကြောင့်လို့ဆိုရမှာပါ။ octopus အမတွေဟာဥရေထောင်ထဲချပြီးဥချပြီးတဲ့နောက်မှာဥရေကိုအောင်မြင်စွာပေါက်ဖွားနိုင်ဖို့အတွက်အလွန်ပြင်းထန်တဲ့ဆောင်းရှောင်းမှုတစ်ခုကိုလှုပ်ဆောင်ကြရပါတယ်။သူတို့ဟာဥတွေကိုလုံးဝမစွန့်ခွာပဲဥများပေါက်တဲ့အချိန်ရက်ထိအစာလုံးဝမစားတော့ပါဘူး။ ီကာလဟာရသက်တပတ်ပေါင်းများစွာကနေလာအနေငယ်အထိကြာမြင့်နိုင်ပါတယ်အစာလုံးဝမစားဘဲဥတွေကိုစောင့်ရှောက်တန်ရှင်ရေလုံးရေစည်းရေလာကောင်းမွန်အောင်ပြုလုပ်ပေးနေရတဲ့အတွက်ခန္ဓာကိုယ်ထဲမှာတူလောင်ထားတဲ့ဆွမ်းအင်တွေကုန်ခန်းသွားတတ်ပါတယ်။ဒီကာလအတွင်းမှာသူတို့ရဲ့ကိုယ်လေးချိန်ဟာတိတိတသာရော့ကျသွားပြီးကြွက်သားတွေလည်းပြက်စီးကအာရင်ချိနဲ့သွားရပါတယ်။ ဥတွေပေါက်ပြီးတာနဲ့မကြမီအတွင်မှာပဲစွမ်းအင်လုံးဝကုန်ခန်းသွားတာကြောင့်ရေပဝဲအမတွေဟာတင်းဆုံသွားလို့ရှိပါတယ်။ meal autopass လို့ခေါ်တဲ့ရေပဝဲအဖိုးတွေရဲ့တည်ဆုံမှုကတော့အမတွေလိုဥတွေကိုစောင်းရှောက်ရတာကြောင့်မဟုတ်ပဲမိလိုက်ပြီးနောက်မှာခန္ဓာကိုယ်စနစ်များရုတ်တရက်ကျဆင်းသွားခြင်းအစာစားခြင်းကိုရပ်တန့်ခြင်းသို့မဟုတ်အမဲလိုက်ရာမှာစွမ်းဆောင်ရည်ကျဆင်းခြင်းတို့ကြောင့်တည်ဆုံကြရတာလည်းဖြစ်ပါတယ်နံပါတ်5 drone bees လို့ခေါ်တဲ့ပြားထီးများ ပြားထီးတွေဟာဘယင်းမပြားနဲ့မိလိုက်ဖို့အတွက်တခုတည်းသောရည်ရွယ်ချက်နဲ့မွေးဖွားလာကြသူတွေဖြစ်ပါတယ်။ပြားထီးတွေမိလိုက်ပြီးနောက်ချက်ချင်းတည်ဆုံရခြင်းရဲ့အဓိကအကြောင်းရင်းကတော့သူတို့ရဲ့ခန္ဓာဗေဒဆိုင်ရာပုံစံနဲ့မိလိုက်ပုံတွေကြောင့်ပဲဖြစ်ပါတယ်။ပြားထီးတွေရဲ့လိန်ရင်ကဟာမိလိုက်တဲ့အခါဘယင်းမပြားရဲ့မျိုးပွားလမ်းကြောင်းတွေကိုအလွန်အမင်းအရှိန်ဟုန်ပြင်းပြင်းနဲ့ဝင်ရောက်ပါတယ်။ မိလိုက်မှုပြီးမြောက်ပြီးတောက်ရည်လွတ်လိုက်တဲ့အခါမှာပြားထီးဟာဘယင်းမပြားနဲ့ခွဲထွက်ဖို့ကြိုးစားရပါတယ်။ဒီလိုခွဲထွက်တဲ့အချိန်မှာသူ့ရဲ့လင်းရင်ကသို့မဟုတ်လင်းရင်ကရဲ့အစိပ်ပိုင်းတချို့ဟာပြုတ်ထွက်ပြီးဘယင်းမပြားရဲ့ခန္ဓာကိုယ်ထဲမှာကျန်နေခဲ့တတ်ပါတယ်။ ဒီလိုပြင်းထန်တဲ့ခန္ဓာကိုယ်ပျက်စီးဆုံးရှုံးမှုကြောင့်ပြားထီးတွေဟာချက်ချင်းသေဆုံးသွားခြင်းသို့မဟုတ်တင်းလူနီပါဒဏ်ရာရရှိခြင်းတို့ဖြစ်ပွားခဲ့ပြီးမကြခင်မှာပဲလေထဲကနေမြေပြင်ပေါ်ကိုကျရောက်ကသေဆုံးသွားတတ်တာဖြစ်ပါတယ်။ပြားထီးတွေဟာဘယင်မာပြားနဲ့မိလိုက်ဖို့အတွက် drone congregation area ပြားထီးများစုဝေးရာ နေရာလို့ခေါ်တဲ့မြန်မာတဲ့နေရာတွေစီကိုအင်အားကုန်သုံးပြီးပြန်တန်းရပါတယ်။ သူတို့ဟာဘယင်းမပြားနဲ့မေးလိုက်ခွင့်ရဖို့အတွက်တခြားပြားထီးတွေနဲ့ပါပြိုင်ဆိုင်ရတာကြောင့်ရုပ်ပိုင်းဆိုင်ရာအရာအလွန်ပင်ပန်းတဲ့လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။ပြားထီးတွေမေးလိုက်ပြီးသိဆုံးရခြင်းဟာသူတို့ရဲ့မျိုးရိုးဗီဇကိုဘယင်းမပြားစီအောင်မြင်စွာပို့ဆောင်ပေးနိုင်ဖို့အတွက်သူတို့ရဲ့လိင်အင်ကာဟာစနစ်တကျပြည့်စည်သွားပြီးနောက်ဆုံးမှာတော့သူတို့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီသက်တော်ဝါတွေဟာသူတို့ရဲ့စွမ်းအင်အားလုံးကိုနောက်မျိုးဆက်ရှင်တန်ရေးအတွက်မြုံနှံပြီးတသက်မှာတစ်ချိန်သာမျိုးပွားကြရတာပဲဖြစ်ပါတယ်။